ကဲကျွန်တော်ရဲ့ဗီဒီယိုလေးဒါနံပါတ်4ပေါ့နော်ဟုတ်ကဲ့ဒါဘယ်လိုရလဲဆိုတော့ ကြတော့ဗာလဲဆိုတော့ကျွန်တော်တို့အဲဘယ်ဘက်က G နဲ့ A ကိုခတ်လိုက်တယ်เนาะเนาะ G A ကိုကျွန်တော်ဒီမှာခတ်လိုက်တယ်เนาะပြီးရမယ်ဒီမှာ A A เนาะဒီမှာပြန်ပြောမယ် G A ကိုခတ်တယ် A A ပြီးရမယ်ကျွန်တော်တို့ GF ပေါ်ခလိုက်တယ်။အ G တွေဒီပဲဒီကနော်။ GF G ပြီးရမယ်ကျွန်တော်တို့ C D ကိုခတ်မယ်နော် C D ပြီးရမယ် ပြန်ပြန်ကန်နေပါတော့ကျွန်တော်ခုနပြီးသလိုပဲဒီမကြီးနော်ဒီမကြီး G အ G A ပြရနဲ့ A A A နော်အဘောလက်မလက်တန်းလက်မပါနော်ဒလုံးတင်းတင်းဒီဒူဒီနေဒီဒူဒီနေဒီနော်ဒူဒီနေဒီဒူဒီနေဒီဒူဒီနေဒီအဲ့တော့ G A ကိုခတ်မယ် ြရတဲ့ a a a နော်လက်မလက်တန်းလက်မပေါ့အဲ့ထောက်ဒီမယ်ပြီးရင် gf ကိုခတ်တယ်ပြရတဲ့ g g g နော်လက်မလက်တန်းလက်မပြရတဲ့ d cd ပေါ့နော် cd ခတ်တယ် cd ော့ G F ပြန် C note ပေါ့နော်အော်ပြန်ဖြည်းဖြည်းနေမယ် G A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  F G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  C D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  ပြန်လဲနာ F G ပဲပြန် C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  เนาะ C C ပြရတယ်အဲ့တော့ G E D C အဲ့တော့ G ဆုံး E ဆုံးပြရတယ်ကျွန်တော်ပြောင်းအောင်လုပ်တော့မယ်နော် D C ဆိုတော့ C နဲ့တွဲပါတယ်ပြရတယ်ကျွန်တော်တို့ G G A A နော် G နားလာမှာနော်ဒါကြောင့်ဘလိုဒီရလဲဆိုတော့ကျွန်တော်တို့ B ကိုစုံတည်တယ်ပြီးရင်ကျွန်တော်တို့ဘက်ဘက်က C တစ်လုံးနဲ့တည်တယ် ီးရလိုက်ကြတာတို့ DO မောင်းနေဘယ်ညာဒီမှန်ပြောပြမယ် BO စုံတီးတယ်ပြီးရင်ဘက်ဘက်က CO တစ်လုံးနဲ့တီးပါတယ်ပြီးကျွန်တော်တို့ DO ဘယ်ညာပေါ့ဗျာမောင်းနေနော် B စုံ C တစ်လုံးနဲ့တီးတယ်ပြီးရနဲ့ D D အော်တော့ဒါကျွန်တော်ကျွန်တော် B စုံ ပြီးဘက်ဘက်က D တစ်လုံးနဲ့ပြီးရင်ကျွန်တော်တို့ BA ကို A နဲ့တွဲပါမှာခင်ဗျာပြီးရင်လည်းတော့ဘက်ဘက်က G ပြီးရင်ကျွန်တော်တို့ D နဲ့ G နဲ့တွဲမယ်ဒူပြောင်းပေါ့နော်အဲ့တော့အော် B ဇုံ D တစ်လုံးနဲ့ရယ်ပြီးရင်ဘျောင်းတော့လုံးမယ် BA ဆိုတော့ A နဲ့တွဲမယ်ပြီးရင်လည်း G ပြီးရင် D နဲ့ G နဲ့တွဲမယ်

ကြတော့ရောအဲ့တော့ AA ပေါ့နော် AA ပြရ BA ကိုကျွန်တော် D နဲ့တွဲပါတယ်နော်ကြောက်ရမယ် AA မှာ BA ကိုကျွန်တော်ဒီကဒီနဲ့တွဲမယ်ပြရမယ်အကြတော့ FF ပေါ့ F F ပြ GF ကို C နဲ့တွဲပါမယ်ဟုတ်ပြီပြောပြမယ် A A ပြန်နေမယ် A A ပြီးရတယ် B A O D နဲ့တွဲမယ်ပြီးရတယ် F F ဟော F F မှာ G F ကို C နဲ့တွဲပါတယ်ပြီးရတယ်ကျွန်တော်တို့အဲ့ကြတော့ဟိုပေါ့ G G ပေါ့ G G ပြင် G A G ကို C နဲ့တွဲပါတယ်ပြန်ခုနကပြန်ရောက်တော့ပြီနော် A A B A အဲ့တော့ ော်အဒီပြန်ဆက်မယ် a a b a ဒီမှာ d ရောပြန်လဲ f a g a c နဲ့တွဲတယ်ပြန်လဲ g g a g a g ကို c နဲ့တွဲပါလဲပြန်လဲကျွန်တော်တို့ခုနကဘရောလုံးတီးခဲ့တဲ့ a a b a ပြန်ရပါတယ်နော်ဖြည်းဖြည်းပြန်မယ်နော် င်သားပါเนาะကျွန်တော်ဆက်ဖုံးရအောင်နော်နော်ဒါဘယ်လိုတည်းရဆိုတော့ကျွန်တော်တို့ app zone ပေါ့နော်ဒီမှာ app zone တည်တယ် ပြီးရင်ကျွန်တော်တို့ဘက်ဘက်က G ကိုတစ်လုံးနဲ့ကြီးတယ်ပြီးရင်လည်းကျွန်တော်တို့ A A F F ကြည့်ရမယ် F ဇုံကြီးတယ်ပြီးရင် G တစ်လုံးနဲ့ကြီးတယ်ဘက်ဘက်ကပြီးရင်လည်း A A F F ဟုတ်ပြီ။ဒါရပြီနော်။အပ်ဆုံး G တလုံးနဲ့ရဲ့ A A F F အဲ G G ပေါ့နော် G G နော် G G ပြရတယ်အဲ့ဒါကြောင့်ပြမမယ် G G ဘယ်ညာပြရတယ်ကျွန်တော် E D ကို D နဲ့တွဲပါတယ်ပြရတယ် G D ပေါ့ G D ်းလဲရွှေ့လိုက်ပဲเนาะဒလိုဒီတာဗျ။ ပါတော့ G G နော်ဒါဟုတ်တယ်အဲတော့တပြောင်းလုံးချင်တော့ဒါမို့လဲမတိနိုင်တော့အဲ့ဒါပဲဒီပေါ့တော့ဒါမို့တိနိုင်တော့အဲ့လိုထည့်လိုက်ရအောင်အဲ့တော့ G G ပါဗျာအဲကြတော့တပြောင်းဖြစ်ချင်တော့ကျွန်တော်ဟိုအောင်ပေါ့ဗျာဘယ်ဘက်က D ပြရတယ်ကျွန်တော်တို့ ော်เนาะဘယ်ဘက်က D ပြီးရင်ကျွန်တော်တို့ဘယ်ဘက်က E ညာဘက်က F sharp ပေါ့ပြီးရတဲ့ကျွန်တော်တို့ဟာဟာပြန်ပြောမယ်ဘယ်ဘက်က D ပြီးရင်ဘယ်ဘက်က E နဲ့ညာဘက်က F sharp နဲ့တွေ့တယ်ပြီးရတဲ့ဘယ်ဘက်က B ပြီးရညာဘက်က E B เนาะ G G ပြရလဲတပြောက်ပေါ့နော်ဘယ်ဘက်က D ပြီးရင်ဘယ်ဘက်က E နဲ့ညာဘက်က option တွေ့တယ်ပြရလဲ B E B နော်ပြရလဲ B E B ပြရလဲဒါဘယ်လိုလဲတော့ A G ဆို G နဲ့တွေ့တယ် option E ဆိုတော့ E နဲ့တွေ့တယ် ပြန်လဲเนาะပြန်ရွတ်မယ်အဲ့တော့ A G G နဲ့တွဲတယ် F sharp E ဆို E နဲ့တွဲပြီးဘက်ဘက်က G တလုံးနဲ့ပြီးပါတယ်ပြန် E ဆိုပြီး D C

ယ်ဆိုတော့ဘက်ဘက်က C ညာဘက်က D ပြီးညာဘက်က C နဲ့ B ကိုခတ်လိုက်တယ်ပြီးဘက်ဘက်က D ကိုပြတ်တယ်နော်နော်အဲ့တော့ဘက်ဘက်က C ညာဘက်က D ပြီးညာဘက်က C နဲ့ B ခတ်တယ်ဘက်ဘက်က G ကိုပြတ်တယ်နော်အော်လာပြီနော်အဲ့တော့ကျွန်တော်တို့ပြန်ကြည့်မယ် ဘက်ကစီညာဘက်ကဒီပြီးညာဘက်ကစီဘီခတ်တယ်ဘက်ကဂျီကိုပြတ်တယ်အဲကြတော့ BA ကိုအိနဲ့တွဲပါတယ်ပြန်လဲ CC ပေါ့အဲ့တော့ပြဖြည်းဖြည်းပြည်ပြမယ်ဗျာပြန်လဲညာဘက်က E ဘက်က C ပြန်လဲကျွန်တော်တို့ E D ကို D နဲ့လွဲပါတယ်ပြန်လဲ G G အဲ့တော့ဖြည်းဖြည်းလေးကြည့်ရမယ် D D E C D D G G ဖြည်းဖြည်းလေးကြည့်ရမယ် D D ဆုံးပေါ့အေးဂျီအဲ့တော့ GF ဆိုတော့ F နဲ့တွဲတယ်ပြန်လဲကျွန်တော် ED ဆိုတော့ D နဲ့တွဲပါတယ်နော်နောက်ဖြည်းဖြည်းတော့ A G G F E D အဲ့ဒါကျွန်တော်ခုနကရင်တော့ဒီကတဲ့ပုံစံမှာတော့ F ပုံမှာတည်တာပေါ့နော် A C ဇုံ A ဇုံပြီးရင်ကျွန်တော်တို့ GF ဆိုတော့ F နဲ့တွဲပါတယ်เนาะပြန်ပြောမယ် C ဇုံ A ဇုံပြီးရင် GF ဆိုတော့ F နဲ့တွဲပါတယ်ပြီးရင်လည်း C C D D เนาะ C C D D ta 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 ပထမတီးတဲ့ ောက်တီးတဲ့တိုင်တန်းမှာတပတ်ကဟာနဲ့တော့ကြာတာတတန်းတတန်းတတန်းဒုတိယတီးတဲ့တန်းတန်းပေါ့နော်ဒုတိယတီးတဲ့တတန်းအကြမှာအဲ့ကြမှာဘယ်ဘက်ကလိုက်ချတာနော်တစ်ချက်တည်းလေးရပါတယ်ညမာဟန်လေးပေါ့ဗျာတတန်းအဲ့လိုခြားကြတယ်ပေါ့နော်ဒါတော့ ပထမ C A G F C C D D တန်း Okay ကျွန်တော်ကျွန်တော်နောက်တစ်ဗီဒီယိုမှာတွေ့ပြပါမယ်ခင်ဗျာ